အပြစ်ကင်းစင်တဲ့ရုပ်ကလေးဆိုပေမဲ့တကယ်ဆိုက်ကိုလူသက်သမားဖြစ်နေတဲ့အခါ ကလေးတွေဆိုတာအများအမ်းပြုံးနေတက်ပြီးအပြစ်ကင်းစင်တဲ့ရုပ်လေးတွေနဲ့ချစ်ဖို့ကောင်းတဲ့သူတွေပါဒါပေမဲ့တချို့ကလေးတွေရဲ့အပြစ်ကင်းစင်မှုနောက်ွယ်မှာတက်ဖြတ်ချင်တဲ့စိတ်တွေအညိုတေးတွေနဲ့ပြည့်နှက်နေတတ်ပါတယ်ဒီဇကားလေးမှာလည်းလိမ္မာလွန်းလွန်းဆီယမားတွေတောင်ချီးကျူးရတယ်ဆိုပေမဲ့တကယ်ကိုသွေးအေးလွန်းပြီးလူတယောက်ကိုတော့အေးအေးဆေးဆေးတတ်နိုင်တဲ့အသက်၉နှစ်အရွယ်ကလေးမလေးအကြောင်းကိုဖြစ်ရမှန်တခုလို့ရိုက်ကူးပုံဖော်ထားတာကိုတွေ့ရမှာပါဇလန်းလေးရဲ့အဆမှာတော့စာရေးဆရာဒေးဗစ်ရဲ့သမီးဖြစ်သူအမ်မာကတာမန်ကလေးတွေထက်ညံကောင်းပြီးရုပ်ကလေးကလည်းချစ်ဖို့ကောင်းတာကြောင့်တွေ့တဲ့လူတိုင်းချီးကျူးရတဲ့အထီးပါပဲ ။ကျောင်းမှာဆိုရင်လည်းတင်းတဲ့စာတန်းကိုတည်တည်ချာချာလေ့လာမှတ်သားတာကြောင့်ဆရာဆရာမတွေရဲ့အသေးစွဲတယောက်လေးဖြစ်ပါတယ်။ဒါပေမဲ့အမဟာအပြင်ကကြည့်မယ်ဆိုရင်တော့ရုပ်ကလေးကလည်းချစ်ဖို့ကောင်းပြီးအတော်လေးလေးလိန်မာတဲ့အတွက်အဖေတိုင်းလိုချင်ကြတဲ့သမီးတယောက်ဖြစ်ပေမဲ့တကယ်တော့သူမဟာအသက်ငယ်ငယ်လေးနဲ့စိုက်ကိုလူသက်သမားတယောက်ဖြစ်နေတာပါပဲ။ဒီနေ့မှာတော့အမဟာရဲ့အတမောတယောက်ဖြစ်တဲ့မိုင်လိုဆိုတဲ့ကလေးမလေးတယောက်တည်ဆုံသွားခဲ့ပါတယ်။စုံစမ်းစစ်ဆေးရေးတွေအရမိုင်လိုဟာမတော်တဆချောက်ကမ်းပါကနေပြုတ်ကျပြီးတည်ဆုံခဲ့တယ်လို့အတည်ပြုခဲ့ပေမဲ့ဒေးဗစ်ရဲ့စိတ်ထဲမှာတော့တခုခုလွဲချော်နေတယ်လို့ခံစားခဲ့ရပါတယ်။ဘာလို့လဲ ဆိုတော့မိုင်လိုသေးတဲ့နေ့မှာရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံမှာ MR ရဲ့ပုံစံကတော်တော်လေးထူးဆန်းနေတာဖြစ်လို့ပါအဲ့ဒီအချိန်ကစပြီး David က MR ပေါ်မှာတေချာအာယုံဆိုင်လာခဲ့ပြီး MR နဲ့ပတ်သက်တဲ့အချက်လက်တွေအပြုမှုတွေကတာမန်နဲ့မတူပဲတနေ့တခြားထူးဆန်းလာတာကိုသတိထားမိခဲ့ပါတယ်။တဖြည်းဖြည်းနဲ့လူတွေကတယောက်ပြီးတယောက်တေလာခဲ့ကသူတို့တည်ဆုံတဲ့ပုံစံတွေကလည်းမတော်တဆဖြစ်ပြီးတည်တဲ့ပုံစံတွေပဲမလို့ဘယ်သူမှ MR ကိုမြိတ်မိခဲ့ကြပါဘူး။ဒါပေမဲ့ David ကတော့ဒီတည်ဆုံမှုတွေရဲ့နောက်ွယ်မှာ MR နဲ့ဆက်ဆက်နေတဲ့တပ်တွေကိုတိတိတတ်တာတွေ့ရှိလာခဲ့ပါတယ်။ဒါအပြင် MR ရဲ့ဆီယမ်မဖြစ်တဲ့ Ella ကိုလည်းကား accident ဖြစ် ြစ်အောင်တမင်ရည်ရွယ်ပြီးတပ်ပစ်ခဲ့ပါတယ်။အဲလာတေဗီရဲ့နောက်ကစားလို့အမ်မာပေါ်ဒေးဗစ်ရဲ့တန်တရားတွေကပို့ပြီးတော့ကြီးထွားလာခဲ့ပါတယ်။ဒီလိုနဲ့ဒေးဗစ်ကသူသမီးရဲ့အခြေအနေပုံမဆိုးလာခင်မှာဆေယောကကုဆီယဝင်တယောက်နဲ့ပေးတွေ့ခဲ့ပါတယ်။ဒါပေမဲ့ဆေယဝင်ကတော့အမ်မာဟာတာမန်ကလေးတယောက်သာဖြစ်ကြောင်းကိုပြန်ပြောခဲ့ပါတယ်။ အမ်မာတော့အိမ်မှာလဲကလိုဗီလို့ခေါ်တဲ့ကောင်မလေးတယောက်ရှိပြီးသူမကတော့ဒေးဗစ်နဲ့တွဲဖို့စူးစမ်းခဲ့ပြီးအမ်မာကကလိုဗီကိုသူ့ဖေရဲ့အနားကနေဝေးဝေးနေဖို့ပြောခဲ့ပေမဲ့ကလိုဗီကတော့သူ့လိုကလေးတယောက်ကိုကြောက်နေမှာမဟုတ်ကြောင်းပြောခဲ့ပါတယ်။အဲ့ဒီညမှာတော့ဒေးဗစ်ကကိစ္စတစ်ခုပေါ်လာလို့အပြင်ကိုသွားခဲ့ရပါတယ်။ကလိုဗီက TV ကြည့်နေစဉ်သူတို့ရဲ့ဂိုဒေါင်ကနေအတန်ကြားလို့ဂိုဒေါင်ထဲကိုဝင်ကြည့်တဲ့အခါဂိုဒေါင်ရဲ့တကားတွေအားလုံးကချက်ချင်းပိတ်သွားခဲ့ပြီးမီးစလောင်ခဲ့ပါတယ်။အမ်မာကတော့ဂိုဒေါင်ပြင်ပေါက်ကနေကလိုဗီရဲ့ခန္ဓာကိုမီးလောင်ပြီးအော်ခစ်နေတဲ့ပုံစံကိုသဘောကျတဲ့ပုံစံနဲ့ကြည့်နေခဲ့ပါတယ်။ ။ဒီနေ့မှာတော့ David ကလည်းသူသမီးရဲ့အခြေအနေကိုသေချာသိလာတာကြောင့် Emma တောက်မဲ့ချောကလက်ခွက်တဲကိုဆေးထည့်ပြီး Emma ကိုတတ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ Emma ကသူ့လိုနှစ်ယောက်တတ်မဲ့ခွက်ကိုပြောင်းခဲ့ပြီးညရောက်တဲ့အခါမှာတော့ Emma က David ရဲ့အခန်းလေးကိုသွားကသူ့ကိုတနန်းနဲ့ပြစ်တတ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့မအောင်မြင်ခဲ့ပဲ Emma ကရဲကိုဖုံးစက်ပြီးအကူအညီတောင်းခဲ့ပါတယ်။ရဲတယောက်ရောက်လာတဲ့အချိန်မှာတော့ David ကတနတ်ကိုခြင်ထားပြီး Emma ကိုတတ်ဖို့ကြိုးစားနေတဲ့အချိန်မှာရဲကသူ့ကိုအရင်ပြစ်တတ်ခဲ့ပါတယ်။ David တည်သွားတဲ့အချိန်မှာရဲတွေက David ဟာ Emma ကိုတတ်ဖို့ကြိုးစားနေတယ်လို့အတီးပြုခဲ့ပြီးအရင်ကဖြစ်ခဲ့တဲ့တေဆုံ ုံးမှုတွေကလည်းဒေးဗစ်ရဲ့လက်ချက်ဖြစ်နိုင်တယ်လို့ကောက်ချက်ချခဲ့ပါတယ်။ဒါပေမဲ့သူတို့မသိတဲ့အချက်ကတော့တကယ်လူသက်သမားကကိုနှစ်အရွယ်အမ်မာဖြစ်နေတယ်ဆိုတာပါပဲ။အဆုံးသမားတော့အမ်မာဟာအနိုင်ရသူအပြုံးနဲ့ပြုံးနေခဲ့ပြီးသူမရဲ့အမူအကျင့်တွေကပြန်လည်ထွက်ပေါ်လာနိုင်တယ်ဆိုတာကိုဖော်ပြပေးသွားတာပဲဖြစ်ပါတယ်။